အားလုံးမင်္ဂလာပါမယ်နီယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မန်ဆောင်နဲ့အသင်းကစားသမားတို့ရောက်ဖြစ်တဲ့ Rio Ferdinand ကပေါ့ဗျာသူရဲ့ YouTube channel လေးမှာလီဗာပူးအသင်းဖလားရခဲ့တဲ့အပေါ်မှာသူရဲ့အမြင်လေးတွေကိုတင်ပြထားတာရှိတယ်ဆိုတော့ Rio Ferdinand ပြောတဲ့အထိမှာတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတော်တော်များများသူပါဝင်ခဲ့တယ်ဒါပေမဲ့လို့အဲ့ဒီထိကကျွန်တော်တို့ကောင်းတော့ပြီးတော့တချို့တဝက်အကြောင်းအရာလေးကိုဆွေးနွေးကြအောင်စာသမားတို့ရဲ့အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါ မနေ့ကဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးမှာလာမဲတောက်ကြနေနေတဲ့တနားရီခွေးပေါ့ဗျာမနေ့ပြန်ညာကြည့်ရမယ် United အသင်းကအဝေးကွင်း Yu Bali Simi ဘက်နေပထမကြောပြီးပါဝေးအင်ကွင်းမှာကစားဖို့ရှိနေတယ်အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွဲကျသုံးသက်ချက်ဗီဒီယိုလုပ်ထပ်တာရှိပါတယ်တင်ပြတတ်တာရှိပါတယ်ညီကိုတို့မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ main YouTube channel လေးမှာဝင်ရောက်ကြည့်ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဆိုတော့ဒီ Rio Party နယ်ကပေါ့ဗျာ Liverpool အသင်းအောင်မြင်နေပြီမဲ့လို့ Manchester United အသင်းကတော့ပိုကြီးမာတဲ့ကလဲအသင်းဖြစ်တယ်ဆိုပြီးတော့ သူ့ရဲ့ယူကျင်နယ်မှာတင်ထပ်တာရှိတယ်။ပြီးခဲ့တဲ့နေ့ကစပောက်ကိုလီဗာပူးကဖိုင်ဝင်နဲ့နိုင်ခဲ့ပြီးတော့ပရီးမီယာလိဖလားကိုရခဲ့တယ်။ဒါကကိုရီမဲဆောင်နဲ့အတင်းနဲ့အတူညီခဲ့တဲ့စင်ကြီးတခုလို့ပြောလို့ရတယ်။ကိုရီနဲ့တဲ့အတင်းကလည်းဆာအဲလစ်ဖာဂူဇန်လက်ထက်မှာဆိုရင်ပရီးမီယာလိအကြီးအကဲချန်ပီယံဖြစ်ခဲ့တဲ့စင်ကြီးတခုတင်ထားတာပေါ့ဗျာ။အဲ့ဒီစင်ကြီးကိုလီဗာပူးကအာစပောက်ကိုနိုင်ပြီးတော့အကြီးအကဲနဲ့တူညီတော့ခဲ့တယ်။ ကျွန်တော်တို့ရဲ့ကစားသမားဟောင်းတယောက်ဖြစ်တဲ့ Green Nabi ကလည်းအင်္ဂလိပ်အောင်မင်းစုအတင်းဖြစ် Liverpool ကအငြင်းပေါ်စရာမရှိရပ်တည်နေတယ်ဆိုပြီးတော့ဖွင့်ရတော့ခဲ့တယ်။ဒါကိုကျွန်တော်တို့ရဲ့ကစားသမားဟောင်းတယောက်ဖြစ်တဲ့ Fardine ကညှင်းဆန်ခဲ့တယ်ပေါ့ဗျာ။သူတို့အတင်းနေတယ်ပေါ့ဗျာ။ Liverpool ကဒီနိုင်ငံမှာအောင်မင်းစုကလဲပါပေါ့။ဒါပေမဲ့အကြီးမားဆုံးကလဲအတင်းတော့မဟုတ်ဘူး။ဒါကအမှန်တရားပဲပေါ့။ကဘာပေါ်မှာပင်ရောကိုပဲတော်တော်လီဘာဘူးတဲ့မယူပရိသတ်ကပုံများတယ်လီဘာဘူးဆက်ပြီးတော့အောင်မြင်နေမယ် မဆောင်တဲ့အသင်းကအောင်မြင်မှုတွေမရတော့ဘူးဆိုရင်တော့ဒါကပြောင်းလဲတော့လိမ့်မယ်ပေါ့အောင်မြင်တဲ့အသင်းတွေကိုအပင်းပင်ပြိသက်တွေက ပေါ်လာမှာပဲတကယ်လို့လာမယ့်စင်နေအတိုးအတွင်းမှာဒီလိုမျိုးဖြစ်လာခဲ့မယ်ဆိုရင်ကဘာအကြီးမားဆုံးကလဲဆိုတဲ့နေရာမှာ သူတို့နဲ့ဒန်းတူဖြစ်လာဖို့အခွင့်အရေးရှိတယ်ပေါ့ဒါပေမဲ့လက်ချီအချိန်မှာတော့ကဘာအကြီးဆုံးကလဲအသင်းဆိုတဲ့နေရာမှာ မက်ဆောင်နေတဲ့အသင်းကပြိုင်ဖက်ကင်းပြီးတော့ရက်တင်နေတယ်ဆိုပြီးတော့ကျွန်တော်တို့ရဲ့ကစားသမားတယောက်ဖြစ်တဲ့ပါတီနယ်ကသူ့ရဲ့ကျူးရှင်နယ်လေးမှာတင်ပြတာတယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေအဖို့ကတော့ပေါ့ဗျာတကယ်လေးပဲဟောအင်မတန်ဝမ်းနည်းစရာကောင်းတဲ့အနေအထားတွေရှိတယ်ပရိသတ်တွေအဖို့အခုလက်ရှိယူနေတဲ့အသင်းကိုကြည်လိုက်လို့ရှိရင်အရာရာနောက်ကျကျန်နေတဲ့ပုံစံတွေမှာရှိနေတယ်အခုကျွန်တော်တို့ model လောကမှာဆိုရင်ကလက်အသင်းတော်တော်များများအထူးသဖြင့်ကလက်အသင်းငယ်တွေကဆိုရင်သူတို့ကအသင်းငယ်လို့တင်မှတ်လို့မရတော့ဘူး သူတို့အသင်းမှာလည်းတကယ်ကောင်းမွန်တဲ့ကစားသမားတွေရှိတယ်။တကယ်ပေါ်ဖော်မဲ့ပြပြီးတော့အသင်းကိုတိုးတက်ရတိုးတက်ကြောင်းလုပ်ပေးမယ်။နေပြတွေလည်းရှိတယ်၊ကစားသမားတွေလည်းရှိတယ်၊ပိုင်ရှင်တွေဆိုရင်လည်းငွေကြေးတွေတုံးစင်းမှုတွေကျွန်တော်ရှိလာကြတယ်။ဒီနေသားတွေအရာဆိုရင်ကိုရီယူနေတဲ့အသင်းကပူပလီလေးပြောလို့ချင်းပြိသက်တယောက်အနေနဲ့ပေါ့ဗျာ။တကယ်လေးပဲနောက်ကျကျနေတဲ့အပိုင်းတွေအများကြီးကျွန်တော်ရှိတယ်။ပါတီနယ်ကတော့ပေါ့ဗျာကျွန်တော်တို့ယူနိုက်တက်ကစားသမားဟောင်းလေးတယောက်ဖြစ်တဲ့ ပြီးလို့ချင်းကျွန်တော်တို့အသင်းကိုလည်းအများကြီးအကျိုးပြုခဲ့တဲ့ပလေယာတယောက်ဖြစ်တဲ့အတွက်ယူနိုက်တက်အသင်းနဲ့တခြားအသင်းရှင်ကြည်လိုက်လို့ချင်းယူနိုက်တက်အသင်းဘက်ကပဲပါမှာပေါ့ကိုဒီလေးဒီတိုင်းပါပဲဒါပေမဲ့လက်ရှိအခြေအနေကိုကြည့်ရလို့ချင်းအမေတကယ်လည်းပဲဟိုလီဗာပူးကဂရင်းနီပြောသလိုအငင်းပေါ်စရာမကြီးအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်အခုလက်ရှိမှာရပ်တည်နေတယ်ကိုဒီအသင်းအနေနဲ့ကတော့ကစားသမားပိုင်းကိုကြည့်မလားကျွန်တော်တို့အသင်းရဲ့တိုးတက်မှုတွေကိုကြည့်မလားအဖေဘက်ကနောင်နေနေတာ ဒါကပွင့်လင်းမြင်စွာသုံးကျွန်တော်ရှိနေတာပဲတခြားအသင်းတွေမှာဆိုရင်ပေါ့ဗျာဖလားမရသည့်တိုင်အောင်သူတို့ အသင်းရဲ့ကောင်းမွန်တဲ့အောင်မြင်မှုနဲ့သူတို့အသင်းရဲ့လှုပ်ရှားမှုတွေကတကယ့်ကိုကိုယ်ရည်နေတဲ့အသင်းအထက်ကိုတာလွန်မှုရှိနေတဲ့အသင်းတွေအများကြီးရှိတယ်။လက်ရှိလီဗာပူးအသင်းအနေနဲ့အပြတ်တည်းလက်ထက်မှာဆိုရင်တကယ့်ကို အောင်မြင်နေတဲ့အသင်းတစ်သင်းဖြစ်တယ်။ကစားသမားတွေကိုကြည့်ရရင်လေသူတို့ကစားသမားတွေကတကယ့်ကို quality ရှိတဲ့ကစားသမားတွေဖြစ်တယ်။ကျွန်တော်တို့မယ်ဆောင်နေတဲ့အသင်းရဲ့ကစားသမားတွေကအဲ့လိုမဟုတ်ဘူး။ တပွေးကောင်းရင်စေပွေးမကောင်းဘူးစေပွေးမကောင်းရင်တပွေးလည်းပဲကောင်းတယ်ဒီလိုအနေထားတွေအကြောင်းနောက်တစ်ချက်ကျွန်တော်တို့အခုလက်ရှိမှာဆိုရင်ကိုယ်တွေကဒီ surgery regulator ကအသင်းကိုချေရအများကြီးပိုင်ပြီးတော့ဝေထားတယ်အဲ့လိုမျိုးဝေထားတယ်ဆိုတော့ညာလဲကျွန်တော်တို့မှာလွယ်ချက်တွေရှိနေတယ်ကိုင်းသစီမေကင်းတွေကစားသမားရောင်းဝယ်မှုတွေအဲ့ဒီတည်းဆိုတာကကျွန်တော်အသင်းဘုတ်ဖေးဝင်တွေဒါကဂလေးစာလက်ထက်တုန်းကရှိနေတဲ့အနေထားအခြားအသင်းကကစားသမားတွေဝေမေဟေ့ဆိုရင်တန်တာကတန်သုံးစီ တောင်းတာကတန်းခွနစီဖြစ်တော်တယ်မတန်မတရားကျွန်တော်ပေးဝေရရင်ဆိုတော့ဒီလိုမျိုးအနေထားတွေနောက်တစ်ခုအတင်းရဲ့ budget မလုံလောက်မှုအတင်းရဲ့ FBC မြေပြည်ဆိုင်တို့တို့ရှိတဲ့အနေထားတွေကစားသမားတွေရဲ့ quality ပိုင်းဆိုင်ရာအားနည်းမှုဒါတွေကစာအလစ်ဖောက်တဲ့လက်ထက်ကကစားသမားတွေနဲ့ဆိုစီနေတအားကော်တယ်သူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေသူတို့ရဲ့ United အတင်းကိုပေးဆက်ကစားလို့တဲ့ပုံစံတွေကမရှိသလောက်ရှားခဲ့ပြီ ဆိုတော့အဲ့လိုမျိုးအနေထားတွေကကိုဒီအသင်းကိုနောက်ကျကြံမဲ့နောက်ောက်ကြံမဲ့အဖြစ်တွေလေးရှိခဲ့တာပဲအခုဖာဒီနယ်ပြောတဲ့အထက်မှာဆိုရင်မှန်တဲ့အပိုင်းတွေအများကြီးကျွန်တော်ရှိတယ်ကျွန်တော်ယူနေတဲ့ပရိသတ်တွေအဖို့ကတော့ချွင်ရင်လေကိုဒီအသင်းကိုအားပေးနေတာပဲဗီနီယာတော်တော်ကျွန်တော်မေဆောင်နေတဲ့ပရိသတ်တွေကအများဆုံးလို့ဒါကတော့အမှန်တရားပဲဒါပေမဲ့စာသမားတွေပရိသတ်ဘလောက်ပဲများများအသင်းအောင်မြင်မှု အသင်းရဲ့တိုးတက်ရဲ့အတူကျကြောင်းမလုံဆောင်ပေးနိုင်ရင်တော့ လကားပဲဖာတီနယ်ပြောတယ်လဲနောက်ထပ်စင်နဲ့အတိုးအတွင်းမှာတကယ်လို့လီဗာပူးကဒီချက်မကပိုကောင်းလာခဲ့ပြီးတော့ယူနိုက်တက်အသင်းကပိုပြီးတော့အောင်မြင်မှုတွေနှိကွေးတော့မယ်ဆိုရင်ပိုပြီးတော့အောင်မြင်မှုတွေမရတော့ဘူးဆိုရင် သူတို့ကကိုယ်တွေတက်ကိုအများကြီးကြော်တက်တော့ဖို့ရှိနေတယ်လက်ရှိအချိန်မှာလည်းကြော်တက်နေတာပဲလီဗာပူးကဒီချန်ပီယံလိမ့်မှာဆိုရင်ဖလား6ဂျင်လောက်ရတာတွေထင်တယ်ကျွန်တော်ယူနိုက်တက်အသင်းက3ဂျင်လောက်ပဲရတယ်ချန်ပီယံလိမ့်နေတဲ့အခါကိုကြည့်ရရင်လည်းကျွန်တော်အသင်းကအဲ့လိုဒီ အောင်မြင်မှုကလီဗာပူးအသင်းထဲနဲ့လီဗာပူးအသင်းထဲဆိုင်၃ကြီလောက်နေတာကိုပရီးမီးယားလိဂ်လက်ချင်းအကြီးမှာဆိုရင်ကိုဒီအနည်းနဲ့အလားလားထိန်းတိုက်ခဲ့တဲ့စင်ရင်တစ်ခုကိုလီဗာပူးကဒီနေ့ရတီမှာကျွန်တော်မေဆောင်နဲ့အသင်းနဲ့ဒန်းလူဖြစ်သွားပြီဒီလိုမျိုးအနေနဲ့တည်းကကိုဒီပရိသတ်တွေအတွက်ကိုအင်မတန်ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေပေါ့ဗျာဒါပေမဲ့သူတို့အသင်းအနေနဲ့ဒီလိုမျိုးအောင်မြင်ဖို့အတွက်တကယ့်ကောင်းမွန်တဲ့ကစားသမားတွေ တကယ်လုပ်ပြနိုင်တဲ့နေပြတယ်ပြီးလို့ရှိရင်အသင်းကိုပန်ဖို့နေတဲ့အသင်းပိုင်ရှင်တွေကြောင့်ဒီမျိုးဖလားတွေရပြီးတော့အောင်မြင်တယ်ကိုကျွန်တော်ကတော့အကောင်းမြင်လေးစိတ်တော့ရှိပါတယ်ဒါမဲ့စာသမားတို့ရဲ့ပြန်ဖက်အသင်းအနေနဲ့ဒီလိုမျိုးအောင်မြင်မှုရပြီးတော့ကိုယ်တွေယူနိုက်တက်အသင်းကအောင်မြင်မှုမရဘူးဆိုရင်ဘလောက်တောင်စိတ်ပျက်စရာကောင်းလဲဘလောက်တောင်လူစိတ်မကောင်းစရာဖြစ်လေပေါ့ဒါကပြိသက်တွေအဖို့ပေါ့ကစားသမားတွေအဖို့ကတော့ဘလို့လာမီတို့မသိပါဘူးဗျာနောက်ရာသီတွေမှာပေါ့အခုလက်ရှိရာသီတွေမှာကတော့ သူတို့ကကစားတာကစားတာအတင်းနဲ့အတင်းအတွက်ပေးဆိုင်ပြီးတော့ကစားလို့တဲ့စိတ်တွေအတင်းပေါ်ထားတဲ့သူတို့ရဲ့စိတ်ညစ်သဘောထားတွေကအရင်တုန်းကကစားသမားတွေနဲ့ဆိုရင်တအားကိုကွာရှားတယ်ဆိုတော့အခုသူတို့ရဲ့လီဗာပူးအတင်းအနေနဲ့ဒီမေလ26ရက်နေ့မှလား25ရက်နေ့မှလားမသိပါဘူး သူတို့တနိုင်ငယ်လုံးကိုရုံပွဲရဖြစ်တဲ့မဲ့ပြီးတော့အောင်ဝေးခင်မဲ့အဲ့ဒီမျိုးတွေမှာပေါ့အဲ့လိုမျိုးလေးလေးကျွန်တော်တတိနေကြားထားတယ်ကွန်ကရစ်ဂျူလင်းရှင်းပါလီပါဘူးရဲ့ဘလောက်ပဲပြိုင်ဖဲအသင်းဖြစ်နေပါစေသူတို့ဒီလိုမျိုးဖလားရတဲ့အနေအထားတစ်ခုရောက်ဆိုကျွန်တော်တို့ကတော့ဂုဏ်ယူမိပါတယ်သူတို့အစားအော်ဖာရီနေအနေနဲ့ကလည်းကိုရီကစားသမားဟောင်းတယောက်ဖြစ်တယ်ပြီးလို့ချင်းကိုရီအသင်းကိုအနည်းနဲ့အလားလားအများကြီးဆွဲဆောင်ရင်ခေါင်းတွေကိုပေးဆဲနိုင်ခဲ့တဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းနဲ့တခြားအသင်းချင်းကြည့်လိုက်မယ်ဆိုရင်ကိုယူနိုက်တက်အသင်းကိုပဲအမေရိကန်ဆုံးကိုယူနိုက်တက်အသင်းကိုပဲအကောင်းဖက်ကပြောမှာပဲဒါကကိုရီပြည်သက်တဲ့အဖို့ကတော့ဒီလိုမျိုးခံယူချက်ထားတာကတော့မဆင်းဘူးလို့တော့ကျွန်တော်ပြောလို့ရမှာပေါ့ဗျာဆိုတော့စာသမားတို့ဒါကရီယိုဖာဒီနယ်အနေနဲ့သူ့ရဲ့ယူရှင်နယ်လေးမှာလီဗာပူးအသင်းအောင်မြင်နေတယ်ဆိုပေမဲ့လို့မက်ဆာအောင်နေတဲ့အသင်းကသာပိုကြီးမားတဲ့ကလပ်အသင်းဖြစ်တယ်ဆိုပြီးတော့သူပြောထားခဲ့တဲ့အနေအထားတွေကိုကျွန်တော်ဆွေးနွေးခဲ့တာပေါ့ကျွန်တော်အသင်းနေနဲ့မနေ့ပြန်မှာဆိုရင် ယူပါလေစီမီပိုင်နေပထမအကျော်ပြပါဝအတင်းကိုအဝေးကေးတော့ရကစားဖို့ရှိနေတယ်အချင်းနေကောင်းတစ်ခုကိုကျွန်တော်တို့ဖန်တီးနိုင်ဖို့လိုတယ်လက်ကြီးကိုတဲ့အသင်းပရီးမီးယားလေးအနေထားကိုကြည့်ရလို့ချင်း64 65မှာရှိနေတယ်ချန်ပီယံလိမ့်မပြောနဲ့ကျွန်တော်ယူပါလေဝင်ဖို့ဆိုတာအလဲတော်တော်ဝေးသွားပြီဒါကကျွန်တော်တို့အသင်းတွေကိုအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ချန်ပီယံလိဝင်ခွင့်ရမှာပဲကစားသမားရောင်းဝယ်မှုတွေကစားသမားခေါ်မှုတွေကထိုင်တည်တော်တော်ကျွန်တော်တို့အခွင့်အရေးပိုရှိလာမှာ အဲ့လိုမှမဟုတ်ပဲအဲယူပါလိကိုမရဘဲနဲ့ချင်ပြဲလေးမဝင်ခင်တော့အပေါင်းလက္ခဏာဆောင်မဲ့အနေအထားတခုမတွေ့ရပဲအနုလက္ခဏာဆောင်မဲ့ပုံစံမျိုးကျွန်တော်တို့တွေ့နေရတယ်။ဒါကြောင့်မနေ့ပြန်ပွဲစီမှာဆိုရင်ကိုရီးယားအစ်တင်နဲ့အဝေးခွင့်ပြပါဝင်အင်ကွင်းမှာအကောင်းဆုံးလုပ်ပြနိုင်ဖို့လိုတယ်။မဟုတ်ရင်တော့သူတို့ရဲ့အင်ကွင်းမှာရှုံးပြီးတော့ကိုရီးယားအင်ကွင်းမှာအဆင်မပြေမှုတွေရှိခဲ့မယ်ဆိုရင်တော့ဒါက United အသင်းအဖော်ကတော့မလွယ်ကူပါဘူး။ ဆိုတော့ဒီ Rio Ferdinand ပြောတာတဲ့အနေဓာတ်တစ်ခုနဲ့ပတ်သက်ပြီးတော့ညီကိုတို့ဘလို့ဒီမြေချက်ရှိလဲတကယ်လေပဲကိုရီမေဆောင်နေတဲ့အသင်းကပူကြီးမတဲ့ကလေးအသင်းတသင်းဖြစ်တယ်ဆိုတာလက်ခံရင်လာညီကိုတို့အနေနဲ့ဆိုတာဆွေးနွေးပေးကြပါအောင်မနေ့ပြန်မှာဆိုရင်လည်းမေဆောင်နေတဲ့အသင်းနေပြအမ်မူရီကလာမယ့်ဘီဘောင်နဲ့ပွေးစဉ်အတွက်ကို Prince Cobra သတင်းစာရှင်းလင်းပွဲပြုလုပ်ခင်းမယ်ဆိုရင်အဲ့ဒီ Prince Cobra သတင်းစာရှင်းလင်းပွဲကအကြောင်းတွေကိုလည်းကျွန်တော်တင်ဆက်ပေးဖို့ရှိတဲ့အတွက် ကျွန်တော်ရဲ့ဗီဒီယိုတိုင်းကိုမလည်နဲ့ကြည့်ရှုအားပေးဖို့ဆိုရင် YouTube channel လေးကိုစောင့်ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အတိအသေးတော့မယ်ခင်ဗျာလည်းဒီ channel လေးကလည်းကျွန်တော်နှွေးသေးစောဖိတ်ခေါ်ပါတယ် Lion Square လေးတွေမလိုအပ်သေး Lion Square နဲ့ notification ကောင်းလေးကိုတိတိပြီးတော့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုအားပေးကြည့်ရှုနိုင်ပါတယ်ကြောင်းပြောကြရင်လည်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ